crypto ရောင်းဝယ်လုပ်နေတဲ့လူတွေအတွက်အချိန်ဆိုတာရွှေထက်ပို့ပြီးတော့တန်ဖိုးရှိပါတယ်။သူကဈေးနှုန်းတွေဆိုတာအချိန်နဲ့မျှတက်လိုက်ကျလိုက်ဖြစ်နေတယ်။ကျွန်တော်တို့တွေကဒီဈေးနှုန်းတွေဘယ်လိုပြောင်းလဲနေလဲပြီးတော့ကိုယ်စိတ်ဝင်စားနေတဲ့ crypto တွေ token တွေဘယ်လိုမျိုးပုံစံရှိရဲဆိုတာကိုသိဖို့အတွက် step တစ်ခုပြီးတစ်ခုခဏခဏပြောင်းပြီးကြည့်နေရတယ်ဆိုတာက တကယ်စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်အင်တန်ပြင်းမှန်းလာပါတယ်စိတ်လည်းအင်တန်ရှုပ်စရာကောင်းတယ်အခုတော့ဒီပြဿနာတွေဖြေရှင်းပေးဖို့အတွက်ဆိုပြီးတော့ Binance Crypto Analysis Box ကို Binance ကနေပြီးတော့ဖန်တီးပေးလိုက်ပါပြီလောက်တော့လွယ်ကူသွားပြီလဲဆိုလို့ရှိရင် Telegram မှာကိုယ့်ရဲ့မိတ်ဆွေတကယ်ချင်းတယောက်ယောက်နဲ့စကားပြောနေတဲ့ပုံစံလိုပဲဒီ box ကိုမိတ်ဆွေတို့က chat လုပ်ပြီးတော့မေးလိုက်ရောပါပဲတနည်းအားဖြင့်ပြောရရင်တော့ Binance ATM မှာရှိနေတဲ့ဈေးကွက် data အချက်လက်ပေါင်း300ကျော်ကိုအခုလက်ရှိ Telegram chat box ကနေပြီးတော့ချက်ချင်းလန်ငင်မေးနိုင်မယ့်ပုံစံမျိုးပါဒီပေါ်လေးကတော့ AI စနစ်နဲ့အသုံးပြုပြီးတော့လုပ်လုပ်တာဖြစ်တဲ့အတွက်ကြောင့် Intel မှာ smart ကြပါတယ် Bitcoin ဈေးအခုလက်ရှိဘယ်လောက်ရှိနေပြီလဲဆိုပြီးတော့ကျွန်တော်တို့မေးလိုက်တဲ့အချိန်မှာချက်ချင်းလန်ငင်မဲ့ live ဈေးနှုန်းတွေကိုကျွန်တော်တို့စီကိုပို့ပေးပါတယ်နောက်ဆုံး24နာရီရဲ့အတွင်းမှာဈေးကွက်ဘယ်လိုမျိုးလောက်ခတ်သွားလဲတဲကြဘယ်လိုမျိုး direction ရှိနေလဲဆိုတာတွေပါကျွန်တော်တို့တမ်းပြီးတော့ဖြည့်ပေးပါတယ်ဆိုလာနာဈေးကွက်ရဲ့ခြေနေလေးကိုနည်းနည်းလေးရှင်းပြပါဆိုပြီးတော့ပြောလိုက်တယ်ဆိုလို့ရှိရင်ဒီကချက်ချင်းပဲ AI ကနေပြီးတော့ analysis ခွဲခြားစစ်ပြတာရဲ့ data အချက်အလက်တွေအားလုံးနဲ့အနှစ်ချုပ်ကိုပေါင်းပြီးတော့ကျွန်တော်တို့ဘက်ကိုပို့ပေးပါမယ်။ဘယ်အချိန်မှာဝယ်တင်နေဘယ်အချိန်မှာရောင်းတင်နေဆိုတဲ့လမ်းညွှန်ချက်တွေအောင်တို့ကပြောပြပါဖြစ်ပါတယ်။ ETF ရဲ့ open interest ချက်တွေကိုကြည့်ကျင်တယ်လို့တောင်းဆိုလိုက်ရဆိုတာနဲ့ဘော့ကနေပြီးတော့ရှုပ်ထွေးပူလီလာတဲ့ချက်စရားတွေကိန်းကတန်းနေစားရိုးရှင်းပြီးတော့နားလည်လွယ်ကူတဲ့ဇာတ်ပုံစံလေးတွေနဲ့ဖော်ပြပေးပါဖြစ်ပါတယ်။ Pepe Token နဲ့ပတ်သက်ပြီးတော့ Binance မှာဘာတွေဖြစ်ပျက်သွားလဲဆိုပြီးတော့မေးခွန်းတစ်ခုမေးလိုက်ပါမယ်။ Token Listing Airdrop တွေကနေစတဲ့ဈေးကွက်ကိုလှုပ်ခတ်စေတဲ့တဲ့တင်တွေကိုတရားဝင် Binance ရဲ့ market data အချက်အလက်တွေအားဖြင့်ဆွဲထုတ်ပြီးတော့မိတ်ဆွေတွေကိုချက်ချင်းဖြေကြားပေးပါလိမ့်မယ်။တော်တော်လေးမိုက်ပါရနော်။ဒီ bot ကိုအသုံးပြုမယ်ဆိုလို့ရှိရင်ဈေးနှုန်းတွေဘလို့ပြောင်းလဲနေတာ၊လူတွေရဲ့ market sentiment ဈေးကွက်ပေါ်မှာဘလို့ရှုမြင်နေတဲ့အချက်အလက်တွေကိုမြန်မြန်ဆန်ဆန်သိရှိနိုင်ပါတယ်။ Open interest ဒါမှမဟုတ်ရင်တော့ funding rate လိုမျိုး indicator တွေကိုပဲတိတိကျကျမြန်မြန်ဆန်ဆန်ဖော်ဆောင်ပေးနိုင်တဲ့အတွက်အချိန်ကုန် immediate တက်တာပါ။ Binance ကတရားဝင်သတင်းတွေကိုပဲဖော်ပြပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ listing မှာ error တွေလိုမျိုးအရေးကြီးတဲ့အချက်အလက်တွေလွတ်သွားမှာလုံးဝပူရတော့မှာမဟုတ်ပါဘူး။ ခရစ်ပတိုနဲ့ပတ်သက်ပြီးတော့သတင်းချက်လက်တွေကိုသိရှိနိုင်ဖို့အတွက်ဆိုပြီး application အများကြီးတုံးတာ website တွေကိုလိုက်ပြီးတော့ရှောက်ကြည့်နေကြလို့တော့မှမဟုတ်တော့ပဲနဲ့ကိုနေ့စဉ်တုံးနေတဲ့ Telegram chatbox platform ပေါ်ကနေပဲအားလုံးကိုချက်ချင်းသိမြင်နိုင်မဲ့အခွင့်အလမ်းရရှိလာတော့မှာပါ Binance ကမိတ်ဆက်လိုက်တဲ့ Telegram chatbot ကိုအင်္ဂလိပ်တရုတ်စပိန်စတဲ့ဘာသာစကားမျိုးစုံနဲ့ Telegram chatbot ကိုအသုံးပြုနိုင်မှာဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ကိုကြိုက်နှစ်တတ်တဲ့ဘာသာစကားကိုရွေးချယ်ပြီးတော့လက်ရှိချိန်မှာအသုံးပြုနိုင်ပါပြီဒီတော့ crypto analysis လုပ်ဖို့အတွက် Instagram မှာများပြားထွေလီလာတဲ့ website တွေ tab တွေ chat တွေဇာတ်တွေကိုခဏမိထားပြီးတော့ Binance Crypto Analysis ပေါ်နေတူ Crypto Analysis Data တွေကိုကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်းတယောက်ကိုမေးမြန်းတယ်လို့မျိုးစကားသွားလာပြောဆိုလုပ်ရင်းနဲ့တိလို့တမျှမေးမြန်းဖြေကြားကြည့်ပါခင်ဗျာအားလုံးပဲကျေးဇူးများကြီးတင်ပါတယ်